မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ဘူဂျွန်အောင်ဆန်းရဲ့နေအိမ်ကိုစံရည်သူတာသမီနှစ်ဦးအနက်တာကြီးဦးအောင်ဆန်းကအမိခွဲဝေဖို့အတွက်ကြိုးပမ်းနေတာ25နှစ်ရှိပါပြီ။ရန်ကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းပေါ်ကခြံမက်54ဟာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးတို့ရဲ့မိခင်ဒေါခင်ကြီးနာမည်နဲ့ပိုင်ဆိုင်မှုစီရင်ပေါက်ထားပါတယ်။နေအိမ်ကလောက်ခြေဝင်ပြီး ကာလာပေါစီချက်ဘီလီယံရာနေချီတန်ကြီးရှိတဲ့အပြင်လူပဲငင်းချမ်းရေးဆုရှင်နေထိုင်တဲ့နေအိမ်ဖြစ်တဲ့အလျောက်တန်ကြီးပုံမြင်ပါတယ်။ဒါကြောင့်ချန်ကိုဝယ်ယူသူမရှိကြတာမဟုတ်ပေအခုချိန်ထိဝယ်ယူဝန်တဲ့သူမရှိတာလည်းဖြစ်ပါတယ်။၂000ပြည့်နှစ်အတွင်းကစလို့ဥအောင်ဆန်းဦးဟာဒီသမိုင်းဝင်ချန်ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကိုရယူလို့မှုနဲ့ရန်ကုန်တိုင်းတရားလွှတ်တော်ကိုဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တုန်းကစစ်ဆူရဟောင်းအများမျှော်လင့်ထားသလိုဥအောင်ဆောင်ကိုအနိုင်မပေးခဲ့ပါဘူး။ဒါကိုလက်မလျှော့ပဲဥအောင်ဆောင်ကဒုတိယအကြိမ်အနေနဲ့2016ခုနှစ်ထဲမှာထပ်မံစူးစမ်းခဲ့ပါတယ်။ဒီချန်ကိုအမျိုးသားဒီမိုကရေစီရဲ့ဖွဲ့ချုပ် NLD ပါတီအစိုးရတက်လာတဲ့2016ခုနှစ်ကလေးကအမွေခွဲပြီးသားဖြစ်ပါတယ်။အဲဒီတော့ကရန်ကုန်အနောက်ပိုင်းခရင်တရားရုံးကအခုလိုဆုံးဖြတ်ချက်အမိန့်ချပေးသားပါ။ ဒေါအောင်ဆန်းစုကြည်အတွက်ခြံထဲကနှစ်ထည့်အိမ်နဲ့မြေတဝက်ဦးအောင်ဆန်းအတွက်တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုခွဲဝေရယူကြမှာဖြစ်ပါတယ်။ဒါကိုအခုဖြစ်သူဦးအောင်ဆန်းကဆန္ဒမရှိခဲ့ပေခြံဝန်းတစ်ခုလုံးလေးလံပြစ်ပြီးရရှိတဲ့တံမိုးကိုတယောက်တစ်ဝက်ခွဲဝေယူဖို့သာပြင်ပြနေခဲ့ပါတယ်။ဒါကြောင့်အယူခံအစင်းစင်တက်လာခဲ့တဲ့သူဟာ ဆင်ဟာနာသိန်းကာလ2022ခုနှစ်ထဲမှာတော့စစ်ကောင်စီလက်အောက်ခံပြည်တော်စုတရားလွှတ်တော်ချုပ်ရေးမျက်နှာသာပေးခြင်းခံရခြင်းလီလန်ချန်ကင်းစီရီတတ်မှတ်ပြီးရောင်းထွက်အောင်ဥအောင်ဆောင်တရားအချင်းချင်းကြိုးပမ်းပါတော့တယ်ပရမဆုံးအချိန်အနေနဲ့ကျပ်335ဘီလီယံဒုတိယအချိန်မှာကျပ်ဘီလီယံ300နဲ့တတိယအချိန်မှာကျပ်269ဘီလီယံဆိုပြီးသုံးချိန်တိုင်းဈေးရီလျှော့ပြီး လီလံဖြစ်အစွန်ထုတ်ဖို့စူးစမ်းခဲ့ပေမဲ့ဝယ်ရဲသူမရှိခဲ့ပါဘူးအခုစရုပ်တာအချိန်အဖြစ်ဧပြီလ29ရက်မှာစက်ပီလီယံ290ဒီဈေးထက်လျှော့ပြီးတမိုင်းဝင်ချမ်းမတ်50လီကိုရောင်းထုတ်ဖို့ထပ်မံကြံစည်ခဲ့ပေမဲ့ရှေ့သုံးချိန်ကလိုပါပဲအခုစရုပ်တာအချိန်လီလံပွဲမှာတတိယအချိန်လုံးခါတက်ချက်29ဘီလီယံထိလျှော့ချရောင်းထွက်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့ ပထမဆုံးအချိန်ကနေနှိုင်းရှင်မယ်ဆိုရင်တော့ဇက်45ဘီလီယံအထိရှော့ရောက်မှုဥအောင်ဆောင်ကစ조사ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေရှေ့သုံးချိန်နေတူဝယ်ယူသူမရှိပဲလီလံပွဲပိတ်တင်ခဲ့ရပြန်ပါတယ်။ဥအောင်ဆောင်အနေနဲ့ဒီလီချိန်မှာတင်ရက်တန့်သွားပွဲမရှိပဲဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ဒီချန်ကြီးကိုဆက်လက်ရောင်းထုတ်ဖို့ကြံရည်လာပွဲရှိနေပါသေးတယ်။ဇင်းနှုံကိုတဖြည်းဖြည်းနဲ့ရှော့ချရင်ပေါ့မြန်မာနိုင်ငံဥရီရီရ အမွေဆိုင်ခြံကြီးကိုလေးလံမအောင်မချင်းစံကင်းစည်းပြင်ဆင်သမတ်ကအချိန်ချင်းလေးလံပြစ်နိုင်တယ်လို့လည်းဥပဒေပညာရှင်တွေကပြောထားပါတယ်။ဘူကျောင်းအောင်ဆန်းဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့မြန်မာနိုင်ငံလွတ်လပ်ရေးချအောင်ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီလိုပဲတမင်းငယ်ဖြစ်သူဒေါအောင်ဆန်းစုကြည်က 1990ပြည်နှစ်ရွေးကောက်ပွဲတိုင်း NLD ပါတီကိုဦးဆောင်သူတွေထဲပါဝင်ခဲ့တယ်လို့2012ကြားဖြတ်ရွေးကောက်ပွဲ2015ရွေးကောက်ပွဲနဲ့2020ပြည်နှစ်ရွေးကောက်ပွဲတွေမှာအနိုင်ရအောင်ဦးဆောင်ထားနိုင်သူတယောက်ပါဒီလိုဖခင်နဲ့ညီမဖြစ်သူတို့ကတိုင်းပြည်အတွက်ဆန်းဆန်းတမန်အကျိုးပြုနိုင်ခဲ့သလားဒါကြီးဖြစ်သူဦးအောင်ဆန်းကတော့အိနေချန်ရောင်းချရေးမာတဲ့အတော်ကိုချလေလေနေခဲ့သူတယောက်ဖြစ်နေပါတယ်သူဟာ ပြည်သူတွေကရောင်းချဖို့စံနာမရှိတဲ့အဖေ့အမွေအိမ်နဲ့ခြံကိုရောင်းထွက်အောင်ဥဆောင်စီုံလှုံ့ဆော်မှုအောင်မမြင်ဖြစ်လို့နေတာပါသူရဲ့ဂျူပန်မှုဟာ NLD ပါတီရဲ့2016ခုနှစ်ကနေ2020ပြည့်နှစ်အထိ9နှစ်တာ17ရက်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဂျူပန်ချက်နဲ့ခက်ဆင်ဆင်ပါပဲ ဒေါ်ဆန်းစုကြည်ဟာခြေဦးပြင်စင်းရေးအတွက်လွှတ်တော်ရဲ့ရောက်နေတဲ့မိုးချရွှေကိုတမ်ဘရတာလွှတ်တဲ့ကုစလင်25ရာခိုင်နှုန်းတဲကတအူးကိုသာအလိုရှိခဲ့ပါတယ်။စစ်သားလွှတ်တော်ကုစလေဦးရီဟာ အမျိုးသားလွှတ်တော်မှာ56ဦးနဲ့ပြည်သူလွှတ်တော်မှာ130ဦးထိ2008ခြေဦးရအလိုလျောက်ဝင်ထိုင်ခွင့်ရနိုင်ခဲ့ကြတာပါ။ဒါကိုပြင်ဆင်နိုင်မှုအတွက်မဖြစ်မနေအနေနဲ့စစ်သားတအုပ်ကိုပဲလိုအပ်နေကြတာပါ။ ဒါကြောင့်ရဲရင်တဲ့စစ်သားတအူအလိုရှိတယ်လို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်က2015ခုနှစ်အတွင်းကနိုင်ငံတကာသတင်းနောက်တွေနဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့မှုတလို့ပြီးတဲ့သတင်းစာဖြစ်တဲ့ Financial Times ကိုလည်းအဲ့ဒီလိုပြောကြားခဲ့မှုပါတယ်။ဒါပေမဲ့ငါးနှစ်တာအတွင်းပဲစစ်သားမှရဲရင်ခဲ့ကြပါဘူး။ဦးအောင်ဆန်းကတော့ချမ်းမတ်54အတွက်မိုက်ကန်းနဲ့တတ်ထီတအူကိုအလိုရှိနေကြတာပါ။ မြူသားညဉ့်ညဉ့်ရေးဆွေးရအညူကြီးကတမိုင်းဝင်အမွေအနှစ်အဖြစ်သတ်မှတ်ပြီးလွှဲပြောင်းရောင်းချခွင့်ပိတ်ပင်ထားတဲ့ချမ်းအမှတ်54ကိုဝယ်ယူဝန်သူဒါမှမဟုတ်မိုက်ကန်နဲ့တထေးတကူကဘသူဖြစ်လာမှလဲဥအောင်ဆောင်ကတော့မျှော်လင့်နေပြီမဲ့2025ခုနှစ်ဧပြီလ29ရက်နေ့ထီတော့ထွက်ပေါ်မလာသေးပါဘူး